ဘကိုးတိုင်းရွှေချင်မြို့နယ်ခမရ9ခု7ကိုကျွန်တော် KNN အနေနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက၈ရက်နေမှာတော့တိုက်တိုက်ခိုက်တိုက်ပိုက်ရရှိခဲ့တယ်။ပြီးတဲ့ပြီးတော့ဒီရက်ကြာကြာပေါ်11 media ဆိုရက်နော်ဒီတစ်ပူးကစပြီးတော့လက်ရှိစစ်တပ်ထောက်ခံတဲ့အဖွဲ့တွေကဒီ9ခု7ကိုသူတို့စစ်တပ်ကပြန်လဲထိန်းချုပ်လိုက်ပြီ။ဘာ11မှာတင်ထားတာဆိုရင်ဘာလေကြောင်းတစ်ခုအဲစစ်ကူတစ်ကူတွေနဲ့စနစ်မြစီမံထားတဲ့အတိုင်းတောင်းရလူတွေကိုဘလို့လိုက်ပြီးတော့အဲဘလို့ဖြစ်သားလို့တီးကြတဲ့တွေပြောပြီးတင်ထားတာ ဒါပေမဲ့အဲ့ဒီတင်ထားတဲ့ဓာတ်ပုံတွေကအခုတော့စောက်ရက်ခွဲပြီနော်ပထမပုံအဟောင်းနေတဲ့တင်ထားတာဘာကြောင့်လဲဆိုတော့လက်ရှိစကန်းကိုတိုက်ပြီးတဲ့အချိန်မှာစကန်းခေါင်မိုးတွေအဆောက်အုံတွေအကုန်လုံးပွင့်ထွက်အကုန်ပျက်စီးဆုတ်ပြက်နေတယ်ဒါပေမဲ့အဲ့ဒီ11 media group ပါဝင်လက်ရှိစစ်ဘောမတွေတင်ထားတဲ့ပုံတွေကအရင်တင်ထားတဲ့ပုံတွေအဆောက်အုံတွေအားလုံးကောင်းကောင်းမွန်မွန်ပုံတွေနော်ဒီနေ့ခေတ်ကြီးမှာဒီလိုမျိုး media လို့ကိုယ့်ကိုယက်တီထားတဲ့ကောင်းတွေတော့ပြောင်းလဲနေအဆင်ဖြစ်လာပြီအဲ့ဒါဘာကြောင့်လဲ ဒီရဲ့ဘိုင်းမှာလက်ရှိစစ်တပ်ထောက်ခံမှုတွေမလုပ်နေကြတယ်ဒါတွေအားလုံးကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်မပြောပြခင်အဲ့ဒီတည်အမှားကိုဖျက်တဲ့အကြောင်းလေးကိုကျွန်တော်အရင်တည်မပြပါဘူးနော်ကိုယ်တိုင်ရွှေကျင်မြို့နယ်ညောင်ချောက်ကြီးရွာကြီးစစ်ကောင်စီခမရ968တပ်ရင်းဌာနချုပ် PDF KNL ပူပေါင်းတပ်များကမေလ10ရက်နေ့တွင်တိုက်ခိုက်ဒိမ့်လိုက်ခဲ့ရာစစ်ကောင်စီဘက်မှတပ်ရင်းပြန်လည်ရရှိရန်ဂျိုးပန်းနေကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ပိုင်းဒေသအထူးစစ်စင်ရေးအဖွဲ့ SOF တတ်မှုကိုကိုအောင်ဆန်ရှားကလူလူနေဦးကိုပြောတယ်အဆိုပါခမရ9ခု8တိုင်ရင်စကန်းသိန်းတိုက်ပွဲတွေစကန်းစွန့်ခွာထွက်ပြေးသွားတော့စစ်ကောင်စီအရာရှိအရာခံနဲ့အကြက်စစ်ကြီးအချို့မှာတိုက်ရင်အနီတောတောင်ရှုံမြောင်များနဲ့ကြေးရွာများတို့ထွက်ပြေးတိမ်းရှောင်တွားချရာမှတိုက်ရင်ပိုင်တဲ့အနီပြန်လဲခြေချရဲ့ခုခံတိုက်ခိုက်ခြင်းဝေါ်မြွနဲ့တရဲနမိန်ဘက်မှကန်းကူးလာတော့အင်အားတရာခန့်ရှိတပ်ကူများမှတိုက်ရင်ပိုင်တဲ့တို့ဝင်ရောက်ရန်ဂျိုးပန်းခြင်းများရှိနေတယ်ဟု၎င်းတပ်မှုကပြောတယ် ထမရ98စကန်းကတက်ရင်ကုန်းပေါ့ပြောရရင်ကျွန်တော်တို့မေလ10ရက်နေ့မှာတိမ့်ပိုက်တယ်ပြီးတော့9ရက်နေ့ကနေ10ရက်နေ့အထိတည်းနည်းနည်းရှင်းလင်းရေးလုပ်တယ်မနေ့ကအထိလည်းကျွန်တော်တို့အဖွဲ့တွေဒီမှာနည်းနည်းရှင်းလင်းရေးလုပ်နေသေးတယ်ပြောရရင်ဒီစကန်းတက်ရင်ကုန်းကတို့လည်းထိုင်လို့မရဘူးကိုလည်းထိုင်လို့မရဘူးစကန်းရဲ့အဖွဲ့စည်းပုံရအောင် SOF တက်မှုကလူလူတွေကိုပြောတယ်လက်ရှိတွင်98တက်ရင်ကုန်းနဲ့ကွန်းစိတ်နည်းမြေရေစကန်းချ၌စကန်းဆုံးกว่าထပ်ပြေးတာဒီစစ်ကောင်စီတက်အင်အား90ခန့်ရှိနေပြီး တရားဓမ္မဘက်မှာတက်ကူလာတော့အင်အားတရားခန့်နဲ့တော်လိုင်းပူပေါင်းတံများနဲ့မြစ်စင်နီးပါးတိတိတိုက်ပွဲဖြစ်ပွားနေကြောင်း၎င်းကဆက်ပြောတယ်။တို့ဖြစ်ရစစ်ကောင်စီတပ်ဖက်မှာဝါရဖြန်လာတော့ခမရ9ခုချစ်တိုင်းအပြန်လဲထိန်းချုပ်နိုင်ပြီဆိုတော့တပ်ပုံများမှာပုံအဟောင်းများလာဖြစ်ပြီးရင်းပုံများပါတိုက်ရင်အဆောက်အုံများမှာအကောင်းတိုင်းရှိနေတော့လဲတိုက်ရင်အတိမ့်ပိုက်ပြီးတော်လိုင်းတပ်ဖွဲ့များထုတ်ပြန်ပြီးပုံများမှာတိုက်ရင်အဆောက်အုံများခြေမွတ်ပျက်စီးနေတယ်ကိုတွေ့နိုင်တယ်ဟု SOS တပ်မှုကနှိုင်းရှင်ပြလာတယ် ပြောမယ်ဆိုရင်တော့တို့ထိန်းချုပ်နိုင်ပြီအပြည့်အဝထိန်းချုပ်နိုင်ပြီလို့ဓာတ်ပုံတွေနဲ့တင်ထားတာကလုံးဝမဟုတ်ပါဘူးအထူးစစ်စင်ရေးတပ် SOF တပ်မှုကလူလူမျိုးကိုပြောတယ်စစ်ကောင်စီခမရ9ကို8တရင်တိမ့်ပတ်ရရှိမှုတွေလက်နက်ကြီးလက်နက်ငယ်83လက်ခဲယမ်းများဂျမ်းမာများတိမ့်ဆဲရရှိသည့်အပြင်စစ်တုံးပဲ6ဦးချိတ်ဆက်ပူးပေါင်းလာသူ4ဦးမိသားစုဝင်9ဦးဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာရရန်သူအလောင်း30ဦးခန့်ချေမှုန်းနိုင်ခဲ့ပြီးတော်လိုင်းရေးပူးပေါင်းအဖွဲ့များမှလည်း ကြဆုံးထိုင်ရာရမှုများရှိပြီးဟု SOF ကအတည်ပြုနေ KNNP ရဲ့ပူပေါင်းတပ်များတိစဲရရှိတော့ခမရ98တိုင်ရင်ဌာနချုပ်ကွမ်းစိတ်တပ်စခန်းနှင့်ကွမ်းစိတ်ရဲစခန်းအားစစ်ကောင်စီမှပြန်လည်ထိန်းချုပ်နိုင်ရေးလေကြောင်းလက်နက်ကြီး drone နဲ့မြေပြင်ကြောင်းထုံးလေးရှိပြီးလက်ရှိတွင်ကွမ်းစိတ်ကြိုက်ဒေးတုတ်ညောင်ရှင်တောက်ရှမ်းစုကြီးရွာနှင့်ပတ်ဝန်းကျင်နယ်မြေများအား KNNP ရဲ့ပူပေါင်းအဖွဲ့မှနယ်မြေရှင်းလင်းရေးလုပ်ငန်းများလုံခြုံရေးလုပ်ငန်းများနှင့်နယ်မြေစုမိုးရေးပူပေါင်းဆောင်ရွက်လက်ရှိကရန်သူစစ်ကြောင်းနှင့်နေစဉ် ထိတွေ့တိုက်ပွဲများပြင်းထန်တဲ့ရှိတယ်ဟု SOF ကထုတ်ပြန်ထားတယ်။เนาะဒါကတော့ပုံလေးကိုလာကြည့်သွားပါ။စကားတွေအများကြီးပြောနေစရာမလိုဘူး။เนาะလက်ရှိ11 media အပါအဝင်အဲလက်ရှိစစ်ကောင်စီရဲ့เนาะဖုတ်တွေရောခွေးတွေရောဖုတ်ခွေးတွေရောအကုန်လုံးတင်တဲ့ဒီ9ခု8ခုပြန်လည်ရရှိပြီးဆိုတဲ့ပုံတွေနဲ့လက်ရှိတော်လိုင်းအင်အားစုတွေကတင်ထားတဲ့ပုံအဲ့နှစ်ပုံပဲနှိုင်းရှင်သွားလဲအဲ့ဒါအထင်ရှင်းနေเนาะဒီလို social media ခက်ကြီးမှာ အုံနောက်ပီးပီးနဲ့နှစ်ထင်းတိမ်တိမ်နေတဲ့ဒီလိုမျိုးလှုပ်ရဲတာကိုကြီးကျူးပါတယ်နော်စောက်ရက်မရှိတာမန်ဒီလိုစစ်တပ်ထောက်ခံတဲ့ပါစင်တယ်အကောင့်တွေကတင်တာတော့ကိုမပြောဘူးနော်11မီဒီယာလို့ကိုကိုမီဒီယာလို့ခံထားတဲ့တပူကအစားစောက်ရက်မရှိအချက်မဲ့ပြီးတော့တင်နေဆိုတော့ကစဉ်းစားကြည့်ပေါ့ချင်းချင်းပြန်ဒီကောင်ကြီးလှုပ်ရက်ကသူတို့ကတော့ဘလို့တဘောနဲ့လှုပ်လဲမသိဘူးဒါဟာကဘာလဲဆိုတော့သူတို့အချင်းချင်းပြန်ချင်းထက်လာဗျာနော်သူတို့စစ်တပ်ကိုထောက်ခံပါတယ်ဆိုတဲ့ဒူတွေကိုပဲပြန်ချင်းထက်နေတာတော်လိုင်းမဲ့အချမ်းလူတွေကတဘောပေါက်ပြီးတိပြီးသားလေး အဲ့တော့သူတို့နေဘယ်လိုမဟုတ်မမှန်တာကိုပြောတာဒီသူတို့အချင်းချင်းပြန်ချင်းတယ်ပထမနေ့11 media group ကတင်လာကြည့်ပါပါ KNN နဲ့ PDM များအနေဖြင့်ထိခိုက်ကြဆုံးမှုများပြားတော့လေအင်အားထက်မှန်ဖြစ်သွင်းပြီးတိုက်ခိုက်လာခြင်းမိမိအရာရှိစစ်တီအချို့ထိခိုက်ဒဏ်ရာရရှိမှုများလာခြင်းကြောင့်တပ်ရင်းဌာနချုပ်အတွင်းမှခਿੱတဆုပ်ခွာပေးထားခဲ့ပြီးတောင်းရန်သူများတပ်ရင်းဌာနချုပ်အတွင်းစုပြုံဝင်ရောက်ချိန်၌တံပြန်လေကြောင်းကစ်ကူအမြောက်နှင့်လက်နက်ကြီးကစ်ကူများဖြင့်နီးပြူဟာမြောက်ပစ်ခတ်ခြင်းများမလို့စော်ပြိုးနေနီးပြူဟာမြောက်ပစ်ခတ်ခြင်းများ အာဆင့်မြေပြင်ကိုကရေမှုများမှအချိန်ကိုက်စတင်ဆောင်ရွက်ခဲ့ကြောင်းသိရမလီခဲ့။အချိန်ထဲမှာပဲအဆိုပါတောင်းညံ့လူများဝင်ရောက်တိုက်ခိုက်ခဲ့သည့်နေရာတို့တပ်မတော်စစ်ကူစစ်တောင်းများမှမူလစီစဉ်ထားသည့်မူလစီစဉ်ထားသည့်စစ်ကူပြစ်ကူစီမံချက်အတိုင်းဖြစ်ထမှန်ဖြစ်သိင်း၍ဆိုတော့ဟာမူလစီစဉ်ထားရဲ့ဆိုသူတို့ရှုံးမယ်ဆိုတော့ပထမတည်းကတိလို့ပေါ့နော်။မူလမူလစီစဉ်ထားရဲ့ တန်တဲ့တိုက်ခိုက်မှုပြုလုပ်ခဲ့ရတောင်ကျန်သူများဒီအကြအဆုံးများစွာဖြင့်မေလ၁၀ရက်နေ့ညနေပိုင်းတွင်နယ်မြေကန်တိုက်ဤအရှိတ်ဘက်သို့ပြန်လည်ဆုတ်ခွာတွားခဲ့ပြီး၎င်းအဖွဲ့ဝင်များခိတ္တဝင်ရောက်နေရာယူထားသည့်နယ်မြေကန်တိုက်ရင်အားတပ်မတော်စစ်ကြောင်းများကမေ၁၇ရက်နေ့နနက်ပိုင်းတွင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်းသိရသည်။ဖြစ်စဉ်တွေအနီးဝန်းကျင်နှင့်ပတ်ဝန်းကျင်ရှိကြေးရွာများအတွင်တောင်ကျန်သူများအခြေပြုနေထိုင်နိုင်ခြင်းမရှိစေရန်တပ်မတော်စစ်ကြောင်းများကလုံခြုံရေးလုပ်ငန်းများဆက်လက်ရှင်းလင်းဆောင်ရွက်ရရှိကြောင်းသိရသည်။ဖြစ်စဉ်တွေတပ်မတော်အရာရှိ စစ်တီအရှုတ်ကြဆုံးတိုင်ရရရှိခဲ့ပြီးတောင်ညာလူများထမ်းပါတဲ့အလောင်း၆လောင်းအမလေးအလောင်း၆လောင်းလက်နဲ့ငယ်မျိုးစုံဆယ်လက်ကြီးအိမ်များခဲရက်နဲ့ဘုံဒီများတင်းစဲရရှိပြီးတိုက်ပွဲဖြစ်ပွားစဉ်ခိတ္တတင်းချောင်နေတဲ့စစ်တီရဲပြည်များသည့်တပ်မတော်စစ်ကြောင်းများနဲ့ပြန်လည်ပူးပေါင်းနိုင်ခဲ့ပြီးလူအပ်သောကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလက်ရှိကြောင်းသိရတယ်နော်ဒါတော့ဝဲထားတော့နော်ရည်ရည်လို့ဘာဖြစ်လဲတောင်ညာတို့ညီမအလောင်း၆လောင်းတော်လိုင်းအင်အားစုတွေဟာလေ ပြစ်နေတဲ့ဓာတ်ထဲမှာတော့ကိုလူကြဝိုင်းရအောင်အလောင်းဝင်ဆွဲတဲ့တူတွေကမင်းတို့စကန်းကိုတိမ်းပြီးတော့အပေါ်တက်ပြီးဓာတ်ပုံတွေရိုက်စီးပြီးတဲ့ဟာအမှန်အလောင်းကိုထားပြခဲ့မယ်ဆိုတော့ယုတ်တိရှိတာဒါပေမဲ့ယေရှုတင်တယ်အခုလိုမျိုးမဟုတ်တဲ့တဲ့င်းကိုတင်ပေးတဲ့အတွက်ငါတို့ကယေရှုတင်တယ်ခမညာတင်ပေးအဲ့လိုမျိုးတွေဒါမှလားမင်းတို့ရဲ့အရင်ရှင်းမင်းတို့ရဲ့တန်ဖိုးကတဖြည်းဖြည်းနဲ့နောက်ဆုံးတဲ့ဆုံဆုံတော့ချီးထင်းတဲ့ကိုကြပြီးတော့အလုံးစုံချီးပုံးတကားပိတ်ခံထိမှာဘာဖြစ်လို့လဲဒီနေ့ခေတ်ကြီးကညာလို့မရတော့ ဒီနေ့ခေတ်ကြီးကဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက်ညာလို့မရတဲ့ခေတ်မှာညာတဲ့အောင်ကကြာချုံးပါပဲเนาะတိုက်တယ်လို့ဝါဒဖြန့်เนาะဖြစ်တဲ့ပြဿနာပုံမှာအဲဝါဒဟိုအခြေခံပြီးတော့ဝါဒဖြန့်မယ်ဒါပေမဲ့အခုတော့မဟုတ်ပဲနဲ့လိန်တဲ့အရာကြီးကိုဝါဒဖြန့်နေဖြန့်တဲ့အောင်ရှုံးနေမယ်အဲ့တော့လက်ရှိကျွန်တော်တို့ပြောချင်တာကဒီနေ့ဒီရက်ပိုင်းမှာပို့ဆိုးလာတယ်ဒီခါမိကြလားမသိဘူးအခုဆိုတာ11 media group ကစပေါ်တင်လိန်လာတာเนาะအဲ့တော့ဘာဖြစ်လို့လိန်လာတာတစ်ချက်နောက်တစ်ချက်ကဒီခါမိကြလားမသိဘူးကြော်ဆိုးဦးတို့ဇော်ဘုံဟဲ့တို့လက်ရှိ အဲဘလူတဲ့ဒဇင်ဦးလို့စတဲ့ဖြင့်လက်ရှိစစ်တပ်ထောက်ခံတဲ့အဲ့ဒီဖုတ်ခွေးတွေနေမြေတွေကိုဆင်းပြီးတော့ဗန်နီယာရောက်နေပါတယ်ဘာဖြစ်နေပါလဲဒီညမှာအေးဆေးပါပဲလှုပ်ပြနေတာတွေးကြတာမသိဘူးတတိထားမိကြတာမသိအလကားမဟုတ်ဘူးတက်ပြက်နေတယ်အဲ့အဖြေပဲအဖြေပဲသူတို့တွေလှုပ်ပြနေတာလှုပ်ပြနေတာနော်လှုပ်စောနေတာဖြစ်အောင်လို့အဲ့သူတို့တွေအမိုက်ခံပြီးလှုပ်နေတာဘာဖြစ်လို့လဲအခြေအနေမကောင်းတော့ဘူး နော်အုတ်ဗမောဘလို့ထိချုံနေအာလက်ရှိဗမောတက်မလို့ဘလို့ထိချုံနေစောက်ကြည့်ပါစောက်ကြည့်ပါမပူမှန်းနဲ့နော်တို့ဘလောက်ပဲဗမောထိချုံနိုင်မယ်ပြောပြောဗီဒီယိုဖိုင်တက်လာတယ်တွေ့တယ်မလားတန်ချက်ကတက်ရင်းကိုကိဟန်ကြီးဝင်ကျုံးနေတာအဲ့အခြေစဉ်တစ်ဖက်ကစကားနဲ့ပြောစရာမလိုဘူးယောဟန်ကမှာဓာတ်ပုံယောဟန်ကမှာဗီဒီယိုဖိုင်ကြီးနော်အဲ့လောက်ပဲဒါပေမဲ့ခုနကပြောသလိုနော်နေအခုလက်ရှိဘောမတွေဖြစ်နေတဲ့အရာအခုဆိုရင်ဒါ11 media group ကစမဟုတ်တဲ့တည်င်းကြီးကိုဒါပေါ်တင်တင်ရဲတယ်နော် ဘာဖာကြောက်စရာကြီးဟမ်အဲ့လိုတင်တာဒီအခုလက်ရှိစစ်ဘောမတွေရဲ့အခု11လို့ဟာမျိုးကစပြီးတော့တင်တာဒီဒါတပည့်ကောင်းလေးရှိဦးအများကြီးကျွန်တော်တို့ဘက်ကိုစော်ကားလာမှာဘုလားဘာလို့ဆိုကျွန်တော်တော်နိုင်ရင်တော်နိုင်ပြည်သူပဲပြည်သူတွေအားလုံးကဘာဖြစ်လဲဆိုတော့ဒီကောင်တွေကိုအာရုံနဲ့မထားဘူးဒီကောင်တွေမဟုတ်မှမှန်ပြောတာလို့တိတဲ့အတွက်သူတို့ဘယ်လိုပဲပြောပြောစောက်ပြီးမဆိုင်တဲ့အတွက်ကျွန်တော်တို့ဘက်အချမ်းကလူတွေအတွက်သူတို့တက်ရောက်မှုမရှိဘူး ူတို့အဲ့လိုမျိုးစင်းပြီးတော့အဘယ်ရောက်နေပြီငါတို့ကဘလို့နိုင်နေပြီတက်မလို့ဘလို့ထိရှုံနိုင်နေပြီအခုတို့အလဲမီဒီယာကတို့ကစပြီးတော့ခမရငါကိုရှစ်ကိုတက်မတော့ကပြန်လဲထိရှုံထားပြီဆိုရင်မဟုတ်မမှန်လိန်ပြီးတော့ပုံအဟောင်းနေနဲ့ပြောတာဒီသူတို့ဘက်လူကိုသူတို့ပြန်ချင်းတယ်လားသူစစ်တပ်ကိုထောက်ခံပါတယ်ဆိုတဲ့လူတွေကိုဝေဝါးပါအောင်ငါတို့မရှုံးသေးဘူးအားကြီးတော့လောက်ကြွားဆိုတဲ့အဲ့လိုပြောင်းအချင်းချင်းပြန်ချင်းတယ်လားဘလို့ချင်းချင်းနဲ့ခွင်းချင်းချင်းပြန်ချင်းတယ်လားဖို့ချင်းချင်းပြန်ချင်းတယ်လားဖို့ခွင်းချင်းချင်းပြန်ချင်းတယ်လားဒါကြောင့်မို့လို့ကျွန်တော်တို့ကတော့အေးစီပဲနော် ဒီလိုများများလုပ်နေကျွန်တော်တို့ပူကောင်းတယ်အခုတို့ဘက်ကအဲ့လိုပုံအဟောင်းနေနဲ့ခမရငါးကိုချစ်ကိုမရဘဲနဲ့ရတယ်လို့လိမ်ပြီးတင်လိုက်တယ်ကျွန်တော်ဘက်ကပတ်ကလေးဥဒမာကြည့်လိုက်ခမရငါးကိုချစ်လက်ရှိဖြစ်နေတာအမိုးတွေပွင့်အဆောက်အုံတွေပြက်နေတယ်မင်းတို့ပုံကပေါ့အဟောင်းမှာမင်းတို့မရဘဲလိမ်နေလို့ဘက်ကလေးထောက်လိုက်ခွေးပြစ်ပြီးကုန်တော့အကုန်ခွေးဟမ်ဒါကြောင့်မလို့အဲ့လိုလိန်တဲ့တဲ့ရင်းညံ့များတင်ပေးတယ်ပါနော်အခုလို့မဟုတ်တော့အဟုတ်လို့ပြီးတော့ဖယဲကြီးလှုပ်ပေးတဲ့11 media group တက်ပူးမီတာဆိုကြည့်ဦးလေကျေးဇူးတင်ပါတယ်နောက်ထပ်နော် ပါစင်နေအကောင့်တွေကနေဒင်းနေတဲ့ဖွတ်တွေပြီးလို့ရှင်ခွေးတွေအဲ့ဖွတ်နဲ့ခွေးဆက်ဖောက်ထားတဲ့ဖွတ်ခွေးတွေအားလုံးကိုဒီနေရာကနေအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်အဲ့လိုမျိုးမဟုတ်မမှန်လိမ်လဲဟာတွေခက်မြန်းများလုပ်ပေးပါကျွန်တော်တို့တော်လှန်အင်အားစုဘက်မှအထူးအထူးပဲကျေးဇူးတင်ပါကြောင်းကြော်ကြရင်ညှိကုန်းချုပ်ပါတယ်